ရိသတ်များအားလုံးပဲမိင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဒီဇင်ဘာလ9ရက်နေ့ည8:00နာရီသတင်းများကိုတင်ဆက်ပေးသွားတော့မှာပါ။ဝန်ထမ်းတွေပေါ်မှာအခုလိုမျိုးအုံပြူချင်းမြင်ခဲ့လို့လူပြောများနေတဲ့အောင်သမားကြီးဆိုင်ပန်းရှင်ဦးအောင် ဗတ္တတန်နဲ့နာယီကြီးကိုတဲဆုငိန်စီကလက်ဆောင်ရခဲ့တဲ့နောက်ွယ်ကအကြောင်းရင်းကိုရင်းဖွင့်လာတဲ့ထူအန်လွင်တပင်းသေးမြန်းင်းစီဇက်ကားနဲ့မိမိကိုကိုစီလုံးနိုင်ငံမှာရခဲ့တဲ့စုကအရေးချင်းမရှိပဲအားနာလို့ပြေးလိုက်တာပါဆိုပြီးပြောလာတဲ့ဒါရိုက်တာဇော်မြင့်ဦးဟိဝရရဲ့လက်ထက်အပြီးမှာဟင်းချက်နေရတဲ့စုပြည့်အကြောင်းပြောလာတဲ့စုပြည့်အမိန်စတဲ့တဲ့င်းများပဲဖြစ်ပါတယ်ရှင် ဗဒတန်တန်နာယီကြီးကိုသဲစုငိန်စီကလက်ဆောင်ရခဲ့တဲ့နောက်ခွေကအကြောင်းရင်းကိုရှင်းဖွင့်လာတဲ့ထူအပ်လွင်အလောက်မေလောကမှာနာမည်ကြီးနေတာကတော့ Miss Grand မြန်မာသဲစုငိန်ကသူမရဲ့ National Director ဖြစ်သူထူအပ်လွင်ကိုဗဒတန်တန်မြန်မာငွေ3000ရာဝင်းကျင်ကဘာကျော်နာယီကြီးတလုံးလက်ဆောင်ပေးခဲ့တဲ့ကိစ္စပါပဲ အသက်16နှစ်မပြည့်သေးတဲ့ကောင်မလေးတယောက်ကဒီလောက်တန်ဖိုးကြီးရဲ့လက်ဆောင်ကိုပေးနိုင်တာရောဆရာဖြစ်သူကလက်ခံလိုက်တာရောလူတွေကြောင်းမှပြောစရာဖြစ်နေပါတယ်။ပရိသတ်တချို့ကဆရာတယောက်နေနဲ့တပည့်မလေးစီကဒီလောက်တန်ဖိုးကြီးတာကိုယူသင့်လာလို့မေးခွန်းထုတ်ကြပေမဲ့သူအလွင်ကတော့ပြွင့်ဝင်လင်းလင်းပဲတုံ့ပြန်လာပါတယ်။ ဒီနေ့တည်းမှာကျွန်တော်ဝင်ငွေကတုံညဖြစ်နေလို့ဝင်ငွေတပြားမှမရှိလို့သဲစုငိမ့်ပေးတာကိုပဲဝင့်နေရတာပါဆိုပြီးဟာတာနောကရင်ဖွင့်လာပါတယ်။တကယ်တမ်းပြန်ကြည့်ရင်ထူးအလွင်ဟာသဲစုငိမ့်ကိုတာမန်ကောင်မလေးတယောက်ကနေနိုင်ငံကျော်အလားမယ်ကြော်ညာမင်းသမီးတယောက်ဖြစ်လာအောင်အချိန်တွေငွေတွေရင်းပြီးတော့ပံ့ပိုးပေးခဲ့သူပေါ့။ဒါကြောင့်သဲစုငိမ့်အနေနဲ့လည်းသူမရဲ့အောင်မြင်မှုလမ်းကြောင်းကိုဖောက်ပေးခဲ့တဲ့ဆရာကျေးဇူးကိုတန်ဖိုးအရှိဆုံးအရာနဲ့ပြန်လည်ပေးဆက်တာလို့ဆိုရမှာပါ။ကဲပရိသတ်ကြီးရဲ့ဝင်ငွေမရှိဘူးဆိုတဲ့ဆရာနဲ့ကျေးဇူးတိတဲ့ တဲ့တပည့်တို့ရဲ့ဆက်ဆံရေးကိုဘယ်လိုမြင်ကြလဲမှတ်ချက်မှဝင်ရောက်ဆွေးနွေးပေးပါဦးနော် ဟင်းဥယျာဉ်နယ်လက်ထက်အပြေးမှာဟင်းချက်နေရတဲ့ဆိုးပြေအကြောင်းပြောလာတဲ့ဆိုးပြေအမိမင်္ဂလာပါပရိသတ်ကြီးသမီးလိမ္မာလေးတွေအိမ်တောင်ကျသွားတဲ့အခါမှာကြံရင်ခဲ့တဲ့မိခင်ရဲ့ရင်ထဲမှာဘလို့ဟာတတာဖြစ်ကြံခဲ့လဲဆိုတာဒီနေ့ဆိုးပြေသစဉ်ရဲ့မိခင်ဖြစ်သူဒေါ်မာလာခင်ရဲ့ဖြစ်ရလေးကသက်သေပြနေပါတယ်အားလုံးသိကြတဲ့အတိုင်းမှာပဲမင်းသားကျော်ဟင်းဥယျာဉ်နယ်အကယ်ဒမီမင်းသမီးကျော်ဆိုးပြေသစဉ်တို့ရဲ့မင်္ဂလာပွဲကပရိသတ်တွေကြောင့်မှတော်တော်လေးရေပန်းစားခဲ့ပါတယ်အထူးသဖြင့်ဟင်းဥယျာဉ်ရဲ့မိဘတွေကချွေးမလေးဆိုးပြေသစဉ်အတွက်မင်္ဂလာ 6ဦးလက်ဖွဲ့အဖြစ်တိမ်ပေါင်းတောင်းချီတန်ဖိုးရှိတဲ့အိမ်ချမ်းမြင်တဲ့တိုက်အင်ကြီးကိုလက်ဆောင်ပေးခဲ့တာကတကယ့်ကိုအားကြားစရာပါအခုဆိုရင်တော့ဆိုပြတဲ့စင်အားခင်ပွန်းတဲ့နဲ့အတူအဲ့ဒီအိမ်ကြီးမှာအိုးအိမ်ခွဲပြီးတော့တီးတဲ့ဘဝတိတ်ကိုစတင်နေပြီဖြစ်ပါတယ် ဒီနေရာမှာဝမ်းသာစရာကောင်းတယ်လို့တစ်ဖက်မှာစိတ်မကောင်းစရာဖြစ်ရသူကတော့ဆိုဖီသဇင်ရဲ့မိခင်ဒေါ်မာလာခင်ပါပဲ။ပရိသတ်တွေသတိထားမိကြမှာပါဆိုဖီသဇင်အနုပညာလောကရဲ့စရောက်ကလေးကဒီနေ့ချိန်ထိဘယ်သွားသွားဘယ်လာလာသူ့ရဲ့နောက်မှာအရေးတကြီးကြီးနဲ့ပါလာလိမ့်ရှိတာကတော့သူ့ရဲ့မိခင်ပါပဲ။သားသမီးတွေအများကြီးရှိပေမဲ့ဆိုဖီသဇင်ဆိုတာမိခင်ရဲ့အနာမှာအမြဲကပ်နေတဲ့တဦးတည်းသောသမီးလို့ဖြစ်နေတာပါ။ရှူတင်သွားလဲအတူတူအိမ်ပြန်လဲအတူတူဖြစ်တာကြောင့်သားမီးနှစ်ယောက်တန်ရုံးစဉ်ကဖြတ်လို့မရပါဘူး။ ဒါပေမဲ့သမီးကညာချိန်တန်ခါတော့ခွဲရမယ်သာဆိုတဲ့သချင်းလိုပါပဲအခုဟင်းဝီရံနဲ့အိမ်ထောင်ကြပြီးအိမ်ခွဲနေလိုက်တဲ့ခါမှာတော့မိခင်ဖြစ်သူကအထီးကျန်ပြီးတော့လွမ်းဆွနေရရှာပါတယ်သမီးကိုလွမ်းလို့မနေနိုင်တဲ့အဆုံးသမီးရဲ့မင်္ဂလာဦးအိမ်ကြီးစီကိုပထမဆုံးအကြိမ်ဖြစ်လိုက်သွားခဲ့ရပါတယ်သူရောက်သွားတဲ့အချိန်မှာသမီးမောင်နှံကအိမ်မှာမရှိလို့ထိုင်ဆောင်နေခဲ့ရပြီးသူတို့ပြန်ရောက်လာမှသားမိတွေစုံတွေ့ခွင့်ရခဲ့ရပါတယ် ဒီနေရာမှာချက်စရာကောင်းတာကအကယ်ဒမီမင်းသမီးစုပြည့်တစဉ်တယောက်အိမ်ထောင်ကျပြီးနောက်ပိုင်းအေရှင်မားပြည်ပသက်သာဖြစ်နေရကိုတွေ့လိုက်ရတာပါပဲ။တိမ်မောင်းတောင်းချီတန်းတဲ့အိမ်ကြီးမှာနေပေမဲ့ချက်ချင်းပြောင်းလာတာကြောင့်ထမင်းစပွဲတောင်တေချာမဝင်ရသေးပါဘူး။ဒါပေမဲ့စုပြည့်တစဉ်ကသူ့ရဲ့ခင်မုန်းတဲ့နဲ့မိခင်ဖြစ်သူအတွက်ကိုယ်တိုင်မိဖို့ကြောင့်ဝင်ပြီးတော့ဖွဖွဲရဲရောက်ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။အေကန်းကစပွဲကုန်လီမှာပဲသားမိတွေသမတ်တွေဝိုင်းဖွဲ့ပြီးတော့စားခဲ့ရပေမဲ့တမင်းရင်းကိုယ်တိုင်ချက်ပြုတ်ထားတဲ့လက်ရာဖြစ်တာကြောင့်မိခင်ဖြစ်သူကတော့ထမင်း င်းမိန်ခဲ့ရတယ်လို့ဆိုပါတယ်။တချိန်ကအမေချက်ကျွေတာစားပြီးကြီးပြင်းလာတဲ့သမီးလေးကအခုတော့ကိုပိုင်အိမ်နဲ့ကိုပိုင်မိသားစုနဲ့အဟင်းတွေပြန်ချက်ကျွေးနိုင်ပြီဆိုတဲ့ PD ကမိခင်နိုင်လိုချင်တဲ့ခံစားမှုမျိုးပါ။ဒါအပြင်ဒီဖြစ်ရလေကဟင်းဝရဲ့ရဲစိတ်ထားကိုပါမိမောင်းထုတ်ပြနေပါတယ်။ရောက်ကမဖြစ်သူလာလေတဲ့ခါမှာအင်ရှင်တယောက်နေနဲ့နွေးနွေးထွေးထွေးချိုဆိုရာရဲ့ကိုရဲ့ဇနီးတဲ့ကိုမိဘတွေနဲ့မဝေးကွာအောင်ဆောင်းလျှောက်ပေးတာရဲ့ကတကယ်ယောက်ျားကောင်းပီးတာပါတယ်။တန်ဖိုးကြီးအင်ကြီးကိုလက်ဖွဲ့ရုံတင်မကပဲစိတ်ချမ်းသာမှုကိုပါလက်ဖွဲ့ပေးလိုက်တာပါ။ ဇိုပြတဲ့ဇင်းနေနဲ့အနုပညာလောကမှာအောင်မြင်တယ်လို့အိမ်ထောင်ရေးမှာလည်းကံကောင်းသူဖြစ်လို့ပရိသတ်တွေကတော့ဝိုင်းပြီးတော့မူရီတာပွားနေကြပါရယ်။အမေကလည်းသမီးကိုအစိမ်းမချနိုင်။သမီးကလည်းအမေကိုလှုပ်ကြွေးခြင်းနဲ့မြမရိုးရာမိသားစုမြစ်တာပုံရိပ်လေးကကြည်ရတဲ့သူတွေအတွက်တော့ကြည်နူးစရာအတေပါပဲ။ ဟိဝင်းရည်နဲ့ဆိုပြတဲ့ဇင်တို့ရဲ့အိမ်ထောင်ကြီးကပြည်စုံကျွဲသွားသလိုမိခင်ဖြစ်သူနဲ့လည်းအခုလိုမျိုးနှွေးထွေးတဲ့ဆက်ဆံရေးရှိနေတာကကြည်နူးစရာပါ။သမီးခွဲသွားလို့လွမ်းနေတဲ့မိခင်ရဲ့စိတ်ကိုဆိုပြရဲ့ဟင်းချက်လက်ရလေးကကုစားပေးနိုင်လိုက်ပြီးချင်ပါတယ်။ ကဲပရိသတ်ကြီးသမီးအိမ်ကိုလိုက်လာပြီးတော့သမီးချက်တာတွေကိုစားခဲ့ရတဲ့မိခင်တယောက်ရဲ့ပီတီတွေကိုနားလည်ပြီးလို့ရမလားဟိမွေရန်တို့ဇနီးမောင်နဲ့ရဲ့ဘဝလေးကိုရောဘယ်လိုမြင်ကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ဝန်တန်းနေပေါ်မှာအခုလိုမျိုးဂုံပြူချင်းမြင်ခဲ့လို့လူပြောများနေတဲ့အောင်သမารီဆိုင်ပိုင်ရှင်ဦးအောင်မင်္ဂလာပါပရိသတ်ကြီးဝန်တန်းကောင်းမှလုပ်ငန်းကောင်းမယ်ဆိုတဲ့စကားကိုလုပ်ငန်းရှင်နိုင်သေးကြပေမဲ့တတိကောင်းမှဝန်တန်းမြဲမယ်ဆိုတဲ့အမှန်တရားကိုတော့လက်တွေ့ကျင့်သုံးနိုင်တဲ့သူအိမ်မတန်မှရှာပါပါတယ်အခုတော့မြန်မာစီးပွားရေးလောကမှာအလို့ရှင်တဲ့အလို့သမားကြားကဆက်ဆံရေးကိုပုံမြင်တပုတ်လို့လှပအောင်ဖန်တီးပြလိုက်တဲ့သူကတော့အောင်သမารီရွှေဆိုင်ပိုင်ရှင်ဦးအောင်ပါလက်ရှိခေတ်ကာလမှာဝန်တန်းတယောက်ကကုမ္ပဏီတစ်ခုလုပ် င်ငံတစ်ခုမှာ9နှစ်10နှစ်ကြာမြဲဖို့ဆိုတာတောင်မလွယ်ကူပါဘူး။အကြောင်းမျိုးမျိုးကြောင့်အလုပ်ပြောင်းချထွက်ကြတာတွေတူးနေသေးပါပဲ။ဒါပေမဲ့အောင်သမားလေးရွှေဆိုင်မှာတော့အင်ဩစရာကောင်းလောက်အောင်တက်တန်းရင်ဝန်တန်းတွေအထူးသဖြင့်ဗရင်းစရာကြီးတွေကနှစ်ပေါင်း25နှစ်တိုင်တိုင်တစ္ဆာရှိရှိလက်တွဲလာခဲ့ကြပါတယ်။ဒီလိုမျိုးတစ္ဆာရှိမှုရဲ့နောက်ွယ်မှာလှည့်ဝှက်ချက်တခုတော့ရှိရပါမယ်။အဲ့ဒါကတော့တန်ဖိုးထားမှုပါပဲ။ မကြသေးခင်ကဥအောင်ပြုလုပ်ခဲ့တဲ့စုချင်းမြင့်ပွဲကဒီအချက်ကိုသက်သေပြနေပါတယ်။သူဟာလုံးသက်25နှစ်ရှိတဲ့ဗရင်ဆရာကြီးတွေကိုဂုံပြူတဲ့အနေနဲ့ငွေစက်သိန်းပေါင်း1500တိတိကိုဘောနပ်စ်ပေးအပ်ခဲ့ပါတယ်။ဒါဟာတာမန်ဝင်တန်းတယောက်အတွက်တသက်သာစုဆောင်းရင်တောင်ရဖို့ခက်ခဲတဲ့ပမာဏမျိုးပါဒါဒီမခတိပဲ2025မော်ဒယ်ဆိုင်ကယ်အသစ်တစ်စီးကိုပါမဲဖောက်ပေးခဲ့ပါသေးတယ်။ဒီဖြစ်ရပ်ကိုကြည့်ပြီးသုံးသက်စရာအချက်နှစ်ချက်ရှိပါတယ်။ ပထမချက်ကတော့သမိုင်းကိုမမေ့ခြင်းပါဦးအောင်ဆိုတာဆွေစဉ်မျိုးဆက်ချမ်းသာလာတာမဟုတ်ပါဘူးတချိန်ကလမ်းဘေးမှာကုန်းရရောင်းခဲ့ရတဲ့တာမန်လူဒန်းစားဘဝကနေကြိုးစားလာရတဲ့သူပါဒါကြောင့်အောက်ခြေဝန်းန်းတွေရဲ့ဘဝသူတို့ရဲ့ချွေးနှဲစာသူတို့ရဲ့ပင်မဆင်းရဲမှုတွေကိုသူကဆောင်းအုပ်ထဲကဖတ်ပြီးတော့သိတာမဟုတ်ဘဲကိုတွေးဘဝနဲ့နားလည်ထားသူဖြစ်ပါတယ်။ဒါကြောင့်သူအောင်မြင်လာတဲ့အခါမှာသူ့ဘေးကလူတွေကိုမေ့မထားပဲ ။ငါစားရင်ငါတပည့်တွေလည်းဝါစီရမယ်ဆိုတဲ့စိတ်တက်နဲ့ချင်းမျက်နှာဖြစ်ပါတယ်။ဒုတိယချက်ကတော့လုပ်ငန်းရဲ့အသက်သွေးကြောကိုသိမြင်ခြင်းမှာရွှေဆိုင်အများစုမှာလူတွေကစိုင်းရှိကအယောင်းဝန်ထမ်းတွေမန်နေဂျာတွေကပဲအဓိကထားလို့ရှိပါတယ်။ဒါပေမဲ့ရွှေဆိုင်ဒီဇိုင်းရဲ့ဂုဏ်သိက္ခာရွှေတဲ့ပစ္စည်းတွေရဲ့အည်သွေးဆိုတာနောက်ွယ်ကပရင်စရာတွေရဲ့လက်ရာပေါ်မှာမူတည်ပါတယ်။မိဘဖုံဖုံတွေကြမှာမျက်စိညောင်းညာခံပြီးတော့ဖန်တီးပေးနေတဲ့သူတို့သာမရှိရင်အောင်တမာနီဆိုတဲ့နာမည်လည်းဖြစ်လာမှာမဟုတ်ပါဘူး။ဥအောင်ကဒီအချက်ကို ကောင်းကောင်းသဘောပေါက်တဲ့အတွက်အလို့သမားတွေကိုတန်ဖိုးထားထိမ့်သိမ့်တတ်တဲ့ခေါင်းဆောင်ကောင်းပြီးတာကိုတွေ့ရပါတယ်။တချို့သောလုပ်ငန်းရှင်တွေကအပြင်ပန်းနာမည်ကြီးအောင်ဖျားတဲ့ចောင်းဆောက်တိမ့်တောင်းချီလူပြတတ်ပေမဲ့ကိုဝင်တန်းအရင်တွေငက်ပြတ်နေတာကိုတော့လက်မကြည့်တတ်ကြပါဘူး။အပြင်မှာလူကြီးလူကောင်းအတွင်းမှာဝင်တန်းငက်ဆိုတဲ့ပုံစံမျိုးတွေကြားမှာဥအောင်ရဲ့လုပ်ရက်ကတကယ်ကိုရှားပါပြီးတော့လေးစားစရာကောင်းတဲ့စံနမူနာတစ်ခုဖြစ်လာပါတယ်။ ငွေကြေးပမာဏထက်ပိုတန်ဖို့ရှိရာကတော့ဝန်ထမ်းတွေရဲ့စိတ်နှလုံးကိုတိမ့်ပိုက်လက်ခြင်းပါပဲဒီလိုတတိမျိုးကိုပိုင်ဆိုင်ထားတဲ့ဝန်ထမ်းတွေဟာလုပ်ငန်းပေါ်မှာသစ္စာမရှိဘဲနေပါမလားလုပ်ငန်းထိုးတက်အောင်မကြိုးစားဘဲနေပါမလားတဟာဝင်းဝင်း situation လို့ခေါ်တဲ့နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့စီမံခန့်ခွဲမှုပါပဲ ကဲပြိသက်ချင်းဝန်ထမ်းတွေကိုမိသားစုလိုသဘောထားပြီးတော့အခုလိုမျိုးတင်းထောင်ချီပုံဩချင်းမြင့်တဲ့ဥအောင်ရဲ့စိတ်ဓာတ်ကိုဘလို့မြင်ကြလဲခေါင်းဆောင်ကောင်းဆိုတာရှေးကနေအမိန်ပေးသူမဟုတ်ပဲနောက်ကလူတွေကိုပါဆွဲတင်ပေးတတ်သူဆိုတဲ့စကားကဥအောင်အတွက်အမှန်ကန်နေပြီလားမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ။တပင်းသင်းများနှင်းစီဇက်ကားနဲ့မိမိကိုယ်ကိုစီလုံးနိုင်ငံမှာရခဲ့တဲ့စုကအရေးချင်းမရှိပဲအားနာလို့ပေးလိုက်တာပါဆိုပြီးပြောလာတဲ့ဒါရိုက်တာဇော်မြင့်ဦး။ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ အခုလက်တလောတရုတ်ဆောင်မင်းသမီးမင်းမီကိုကိုတယောက်တရုတ်နိုင်ငံမှာရရှိထားတဲ့စုကြီးကအမှန်တကယ်သဘင်တွေမြန်နှင်းစီရုပ်ရှင်ဇာတ်ကားကြီးကအရေးချင်းရှိလို့ရခဲ့တာမဟုတ်ပဲတရုတ်ကအားနာလို့ပြလိုက်တဲ့ထမင်းတို့ဟင်းစုကြီးပါဆိုပြီးတော့ပြောခဲ့ရတာကတော့ဒါရိုက်တာဇော်မြင့်ဦးပါအခုရပိုင်းလူမှုကွန်ရက်စာမျက်နှာထပ်မှာတရုတ်ဆောင်မင်းမီကိုကိုနဲ့လူငယ်ဒါရိုက်တာမင်းဆက်သစ်တို့ရဲ့သဘင်တွေမြန်နှင်းစီရုပ်ရှင်ဇာတ်ကားကြီးကတရုတ်နိုင်ငံယူနန်ပြည်နယ်မှာကျင်းပတဲ့မဲကောင်လျှံချန်းရုပ်ရှင်ပွဲတော်ကနေဆွေးရရှိခဲ့တဲ့ဆိုတဲ့တဲ့ရင်က ကရရိုက်နေပါတယ်။ပရိသတ်များစုကတော့ဝမ်းသာဂုဏ်ယူနေကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇက်ကားဟာပြည်တွင်းမှာအကယ်ဒမီစုနဲ့လွဲချော်ခဲ့ရတဲ့ဇက်ကားတကားဖြစ်နေလို့ပါပဲ။မိမိကိုကိုဟာဒီဇက်ကားမှာသဘင်တဲ့တယောက်ရဲ့ဘဝ၊နာကျင်မှု၊ဒေါသနဲ့တရေကားတကားရဲ့ခြောက်ခြားဝယ်ရာအမှုရာတွေကိုပိုင်နယ်စွာသရုပ်ဆောင်ခဲ့ပါတယ်။ လူငယ်တွေကြီးဖန်တီးထားတဲ့ဇာကားဖြစ်ပေမဲ့အရေးအသွေးကောင်းမွန်လို့နာကြောင့်ပရိသတ်တွေကအကယ်ဒမီမှန်းခဲ့ကြပါတယ်။ဒါပေမဲ့မြမရုပ်ရှင်အစီအယုံနဲ့အကယ်ဒမီအကဲဖြတ်အဖွဲ့ကတော့ဒီဇာကားကိုစုတစုမှမပေးခဲ့ပါဘူး။အခုနိုင်ငံတကာကနေစုရလာတဲ့အခါမှာတော့ပရိသတ်တွေကတွေ့လာမြမကလူကြီးတွေမျက်စိမမြင်ကြဘူး။နိုင်ငံတကာကတောင်အတိမပြုတယ်ဆိုပြီးတော့အကယ်ဒမီတန်းလူကြီးတွေကိုဝေဖန်ပြစ်တင်လာကြပါတယ်။ဒီလိုအရှိန်အဟုန်ပြင်းပြင်းနဲ့ဝေဖန်နေချိန်မှာဒါရိုက်တာဇော်မြင့်ဦးရဲ့မှတ်ချက်ဇာကားတစ်ခုကမီးလောင် ာလေးပင်တလို့ဖြစ်သွားခဲ့ပါတယ်။ဒရိုက်တာဇော်မြင့်ဦးပြောပြခဲ့ရကတော့ရှင်းပါတယ်။တရုတ်ကပေးလိုက်တဲ့စုဆိုတာအရေးချင်းရှိလို့ပေးတာမဟုတ်ဘူး။အာနာလို့ပေးလိုက်တဲ့ထမင်းသူဟင်းစုကြီးပါဆိုပြီးခက်ပြင်းပြင်းဝေဖန်လိုက်တာပါ။သူရဲ့အဆိုအရမဲကောင်ဒေတာကရုပ်ရှင်ဇာတ်ကား20လာရောက်ပြတာရမှာပွဲတော်စီဇန်2တွေကဇာတ်ကား20စလုံးကိုအမှတ်တရနေတဲ့စုတွေဝေပေးလိုက်တာဖြစ်ကြောင်း ဒါဟာပြန်ဝင်ဝင်ပြီးအီချင်းစစ်ပြီးမှရတဲ့စုမျိုးမဟုတ်ပဲပါဝင်ပြတာတဲ့သူတိုင်းရတဲ့နှစ်သိမ့်စုသဘောမျိုးသာဖြစ်ကြောင်းဖွင့်ချလာပါတယ်။သူရဲ့ရွေချက်ကတော့ဒီလိုတန်းစီကန်လန်းတဲ့စုမျိုးကိုအထင်ကြီးပြီးတော့ပြည်တွင်းကဝါရင်အကယ်ဒမီအကဲဖြတ်တိုင်းလူကြီးတွေကိုစော်ကားပြောဆိုတာမျိုးမလုပ်သင့်ဘူးလို့ထောက်ပြခြင်းပုံရပါတယ်။ဒီစကားကိုကြားရတဲ့အခါမှာပရိသတ်တွေကြားမှာအမြင်နှမျိုးကွဲပြားသွားပါတယ်။တချို့တွေကတော့ဟုတ်သားပဲစုတိုင်းကတန်ဖိုးရှိတာမှမဟုတ်တာအကယ်ဒမီနဲ့ရှင်လို့မရဘူးလို့ထောက်ခံကြသလို ချို့ကြပြန်တော့လဲဘာဝဲဖြစ်ဖြစ်မြန်မာကားတကနိုင်ငံတကာမှာမျက်နှာပန်းလှတာကိုအကုန်မပြုဘဲနှိမ့်ချစကားပြောတာက လူကြီးတယောက်နေနဲ့မလို့သိမှုလို့ပြန်လဲဝေဖန်ကြပါရယ်တကယ်တော့စုဆိုတာဘလို့ပုံစံနဲ့ပဲရရမြန်မာနိုင်ငံရဲ့အမှုပညာလက်ရာတစ်ခုနေဆက်ဖြတ်ကျော်ပြီးပရိသတ်လက်ခံမှုရရှိတယ်ဆိုတာကညင်းမရတဲ့အောင်မြင်မှုပါပဲဒါရိုက်တာဇော်မြင့်ဦးရဲ့စကားကနည်းနည်းကြမ်းတမ်းနေပေမဲ့နိုင်ငံတကာပွဲတော်တွေရဲ့သဘောတဘာဝကိုပရိသတ်တွေသိစေခြင်းနဲ့စေတနာလဲပါနိုင်ပါတယ်ကဲပရိသတ်ကြီးရဲ့ဒီကိစ္စပေါ်မှာဘလို့မြင်ကြလဲမိမိကိုကိုရရှိခဲ့တဲ့စုကတကယ်ပဲသမင်းတို့ဟင်းစုလားဒါမှမဟုတ်သူမရဲ့စူးစမ်းမှုအတွက်ထိုက်တန်တဲ့စုလား ဒါရိုက်တာဇော်မြင့်ဦးရဲ့ပြောစကားပေါ်မှာမိတ်ဆွေတို့ရဲ့အမြင်သဘောထားတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်